မင်္ဂလာပါဗျာအားလုံးကျမ်းပါပါခမ်းပါပါပဲပိုင်ရုံးကမြင်လာမယ်ပိုင်ရုံးတက်ကြလို့တနေ့ကပျော်ချိန်ကြပါစေကျောင်းကိုပိုင်ရင်းစုမကောင်းတောင်းပေးပါတယ်ဗျာတော့ဒီနေ့ကတော့23ရက်9လ2025ပေါ့ဒီတမောဂျီနေနဲ့ရခိုင်ရက်ကိုအဲလွတ်ထားဖို့မတင်တော်ဘူးဆိုတဲ့အမျိုးလေးကိုကျွန်တော်ကအဓိကထားပြောချင်တယ်။ဟိုတမင်းဆိုလည်းပဲဒါကျွန်တော်ပြောတဲ့ကျွန်တော်ရုပ်သားဖိုင်ကိုကြည့်တဲ့သူတွေတော်တော်များများသိပါတယ်နော်။ လူကြီး900လောက်လာတယ်ဟာလာအခုပဲ20တမန်ရောက်ပြီပြီးရောလို့ဆိုလို့ရှိရင်ဟိုနေအမတာဘက်ကိုဒီကျွန်တော်တို့တုံးလေးလေးဘက်ကိုလူပနေအင်အားဘယ်လောက်ခွာသွားတယ်တဘက်ကိုဘယ်လိုသွားတယ်ဒါကျွန်တော်ပြောဘူးတာပြောပြထားတာရှိပါတယ်နော်အဲ့လိုပဲဒီအမတာတုံးလေးလေးကိုတိုက်တယ်ကာကင်းနေပါတယ်နောက်တစ်ခါကျတော့ အဲဒူရင်ရင်မှုနဲ့အဆက်ပြီးတချို့ကြတာကိုကျွန်တော်တို့ကြားသိရတယ်။ဒါကျွန်တော်တို့ကြိုတင်ပြောတယ်ဆိုတာကတိုင်းရင်အေးချမ်းဘုတ်ကိုကြိုတင်ပြောတယ်။ကျွန်တော်တို့ဒီအင်္ဂလိပ်နဲ့ကျွန်တော်တို့စစ်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာဒါဒီကျွန်တော်1824ခုနှစ်ဖြစ်မယ်နော်။အဲ့ထင်တော့ဒါဂျာရာဘိုစာတုံးနဲ့ပဲကျွန်တော်တို့ဒါဟိုစစ်ပြီးသွားတဲ့ကိစ္စမျိုးတွေရှိသွားတယ်။အဓိကပြောချင်တာက ်ဦးလုံးကြီးဒါကျူးကျော်တဲ့အချိန်မှာပါသွားခဲ့တော့ပထမဆုံး1824ခုနှစ်မှာဆိုဒါရခိုင်ပါတဲ့တနင်္လာရီတိုင်းပါတဲ့မွန်ပါရဲ့ဒါတချို့စာပေပညာရှင်တွေသိကြပါတယ်နော်ကျွန်တော်ကဘာကြောင့်လဲဆိုတော့ဒီရခိုင်ဘက်ကိုကျော်တော့တိုက်ပွားနေနဲ့ပြဿနာဖြစ်လာဖို့ညီဆက်တွေကတော်တော်များလာတယ်စစ်မီးတွေတောက်လာဖို့များလာတော့အဲ့တော့ရခိုင်နဲ့ရခိုင်မှာရှိတဲ့အီနဲ့တောင်တော်နဲ့တိုက်နေကြမှာလေတောင်တော်ဘက်ကရေရှည်စုံအင်အားချိနေလာပါလိမ့်မယ် နော်အင်အားကြီးနေတာလာပါလိမ့်မယ်။ဒါပါလေရေရှိတိုင်ဝဲတိုက်လာတဲ့အခါမှာတူတူကိုကိုအဲ့ညာမှာမတည်ဝဲနဲ့နေနေတော့မှတောတဲ့တောင်တဲ့မှာနှိမ့်နေချီနေနေရပြီဆိုရင်လည်းဒါအနာကြီးတွေကြာဆုံးလာမှုတွေရှိပါတယ်နော်။အဲ့တော့တောင်တော်ကြီးနေနဲ့ထိထိရောက်ရောက်ကျွန်တော်တို့ဒီတောင်ပိုင်းတစ်ချမ်းလုံးကိုဖျက်သိမ်းတာပြီးတော့မှအဝိုင်းတစ်ချမ်းလုံးမှာရှိတဲ့ကွာတန်ရွယ်ပါအကောင်လုံးကိုဒါပြန်လည်ပြီးတော့ထိန်းချုပ်ထားပြီးလို့ရှင်တော့ကျွန်တော်တို့ကဒါ စိတ်အေးရပွဲရှိတာပေါ့နော်အခုကကကျွန်တော်တို့ကစိတ်မအေးဆိုတာရခိုင်အကျန်းဖက်တွေကလည်းပဲဒီမနဲ့ဒီပကိုလုံးဝထောက်ခွန်ဝင်မပြီတော့လူငယ်တွေကိုဒီမောင်းလည်းလာထောက်ခွန်ဝင်မပြီတော့ဒီမနဲ့ဒီပကိုထောက်ခွန်ဝင်မပြီတော့တဲ့အခါကျတော့ဘာဖြစ်လာမလဲဆိုတော့ရခိုင်ပြည်သူပြည်သားတွေကလည်းပဲအဲ့မှာရှိတဲ့လူငယ်လူရွယ်တွေကလည်းပဲနောက်ဆုံးဘာဖြစ်သွားမလဲဆိုတော့အကျန်းဖက်တွေဖြစ်သွားမဲ့ပုံကိုယ်တွေဖြစ်လာလိမ့်မယ်သူတို့အေးရဲဝင်ရပြီအေးရဲဝင်တက်နေတဲ့တိုက်ကြတယ် နော်တက္ကမတော်မှလည်းဒါပြည်တော်စုဘက်တိုင်းသားတွေနဲ့အပြည့်နဲ့ဖွဲ့စည်းကြတဲ့ရခိုင်တွေတချို့ဆရာကြီးတွေတချို့အရာရှိတွေတချို့ဗိုလ်ချုပ်တွေရှိပါတယ်နော်တကယ်အစင်းနဲ့အရာရှိတွေနိုင်ငံတော်အဆင့်တောင်ဝင်ထမ်းဆောင်နေတဲ့ပုံကိုယ်တွေရှိပါတယ်တိုင်းသားပေါင်းစုံပါပဲဒါမျက်မြင်ကိုတွေ့ဒါအကုန်လုံးတနိုင်ငံလုံးထိတဲ့သူတွေရှိပါတနိုင်ငံလုံးပဲနော်တိုင်းသား လူမျိုးတွေဒါမြန်မာတပ်မတော်မှာမြန်မာတပ်မတော်မှာတကယ်ကောင်းဆောင်မှာအစင်းမြင့်နေရာနေမှာရယူထားတဲ့ပုံကိုယ်တွေတပုံကြီးရှိပါအဲ့တော့တပ်မတော်ကလည်းပြည်တော်မှုတပ်မတော်ဖြစ်တယ်ဆိုတာတော့ဒါလုံးဝရှောင်မွေးလို့နေရတဲ့ဟာပါနော်ပြောပြနာကရခိုင်ဝင်ရှိနေတဲ့ကလေးတွေလူငယ်လူရွယ်တွေအကြမ်းဖက်တွေကောင်ဖြစ်ကုန်တော့မယ်ဒါဒီဘက်ကဒီဥပဒေလမ်းကြောင်းတွေပြလာပြီဆိုတော့ ဒါတွေကစိတ်မကောင်းတဲ့တက်မဘက်ကလည်းလူအင်အားစုနဲ့ဟိုကအကျန်းဘက်ကလည်းလူအင်အားစုနဲ့ဆိုဒီမျိုးတုံးစီတဲ့ပြက်ကနာကြီးကိုဒါမြန်မာနိုင်ငံကြီးဝင်ဆိုင်ရမယ့်အနေအထားမျိုးရှိတယ်ဒါကိုကျွန်တော်တို့ယူလေးပါတယ်နော်ယူလေးရတဲ့တောင်းတော့ကာကွယ်ရေးဦးကြီးချုပ်ဗိုလ်ချုပ်ကြီးဒီဦးမင်းအောင်လိုင်မှအာဒါလုံဆောင်ပေးဖို့ကိုလည်းကျွန်တော်တို့တိုက်တွန်းနေတယ်ဦးဗိုလ်ချုပ်ကြီးဦးဆုံးရဲဗိုလ်ချုပ်ကြီးဒါဒုတိယဗိုလ်ချုပ်ကြီးဦးဆုံးရဲမှာဗိုလ်ချုပ်ကြီးဒါဦးမြောင်လိုင်းတို့နော်တကယ်တမ်းတော့ရခိုင်မှာဆိုလို့ရခိုင်တိုင်းမျိုးတို့နော် အဲဒါရခိုင်တိုင်းကိုပထမတိုင်းကိုဘယ်နာမှရှိတယ်ဘယ်လိုလဲဆိုတော့တချို့ပြောနေတာကြီးကျွန်တော်ဒီမှာပြောပြနေတဲ့ဓာတ်တွေရှိတယ်ပြီးတော့လည်းပဲဓာတ်တွေကိုကျွန်တော်ခြံလက်ထားပါအောင်မယ်နော်အရာဝတ္တန်းဆိုတော့အရာဝတ္တန်းတိုင်းမျိုးလေဟိုကျော်ရုပ်ဆစ်ဆုံကိုတအားမြင့်နိုင်မှလဲကျွန်တော်တို့တိုင်းအေးတတ်မယ်လို့ကျွန်တော်တို့ကယူဆတယ်နော်ဥပမာကျွန်တော်တို့ဒါတာတကကျွန်တော်အမြင်တာတကဆိုလို့ကျွန်တော်ပြောတာအစ်ဆွေးရဲ့ပါလယ်ဆိုင်ဒီ ဟိုတွားပြီးတော့ချိန်မုန်းတဲ့အချိန်မှာတက်တဲ့တသားမျိုးချိန်မုန်းလိုက်တဲ့အခါကျတော့ပိုးရမြင်မြန်ပြတ်တယ်။မြင်မြန်ပြီးတယ်အေးကျန်းတယ်။အကုန်းစားကကျွန်တော်ရခိုင်နာကဒီလိုလိုက်ဒီလိုလိုက်မိလာတဲ့အခါကျတော့အထက်မှာရှိတဲ့ရခိုင်ပြည်သူပြည်သားတွေတကယ်ဟိုတောင်ပိုင်းမှာဆိုတဲ့တခိတ်ကြီးဒီဒီလေးတွေပါရခိုင်သားလေးတွေတော်တော်ကျွန်တော်တို့ကိုဒါနှမျောပါတယ်။အေးဘက်ကိုဝင်သွားတဲ့အချိန်မှာမတိုက်ချင်း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 နဲ့ဒီလိုချိတ်ကြောက်ခံလို့ဝင်သွားနောက်မှကြာခြင်းမှာလို့လည်းဝင်နှန်းနေချိတ်ကြောက်ခံနေရပြီဝင်နှန်းနေအေးဘက်ကိုရောက်တော့ နောက်ဆုံးလွတ်သားမှဆိုအေရအဖွဲ့ကြီးကခိုင်မာတဲ့အဖွဲ့ကြီးအစိုးရတက်ကိုတီထောင်တော့မယ်။နော်အစိုးရတက်ကိုတီထောင်တော့မယ်။အိုဘက်ကနေပြောမှဒါကျွန်တော်တို့ကတော့ဟိုနေပြောမှာပေါ့။ဘင်္ဂလီတော့မှာသူတို့ဘက်ကတော့ရိုဟင်ဂျာပြောမှာပေါ့။အဲအဲ့ဒီနေရာမှာသူတို့မဖြစ်မနေဖွဲ့ကြီးရမယ်အစင်းစင်းတိုင်းမှာဖွဲ့ကြီးရမယ်ဆိုလို့ရှိရင် အဲ့ဒီချိန်မှာကျွန်တော်တို့လုပ်မှဆိုလို့ရှိရင်အဲဒီတဲ့စိုးတဲ့ပြဿနာကြီးတွေကျွန်တော်တို့ရင်ဆိုင်မှာကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ကာကွယ်တာဟာကျွန်တော်တို့ကြောက်ကြွရလဲမလို့တတ်မလို့သားတဲ့ကြောက်ရလဲမလို့ကိုယ်နိုင်ငံကိုကာကွယ်တာပြည့်ပြည့်တသားရေရေရင်ရင်ကာကွယ်ဖို့လိုပါတယ်နော် အစိုးမှာဆိုလိုက်တာသူ့နိုင်ငံအတွက်ဟလာသူ့နိုင်ငံကိုလာရောက်စော်ကားတဲ့သူ့နိုင်ငံအတွက်ဒီရေရေရင်ရင်ကခေါင်းဆောင်တွေကပြည့်ပြည့်တသားနဲ့ ဒါမျိုးရှင်းလင်းတုံ့ပြန်ပြတာရှိပါတယ်အကြဖက်တွေအခုတည်းထုံနီးလက်ကောင်းမှတိုင်းနဲ့ပြည်ပြနိုင်ငံရဲ့ဟိုအကျိုးစီးပွားကိုဆက်ရုပ်စီပဲတိုင်းပြည်ပြတဲ့ပြီးသွားတဲ့ခါကျတော့ဒါမြို့ရွာတွေပြက်စီးတယ်နော်အဲ့ဒီတော့ကျွန်တော်တို့ကပြည့်ပြည့်ပြတ်ပြတ်လုပ်စေခြင်းနဲ့အိုတမင်းကဒီလိုတိုက်သွားပါလေဆိုတော့ဟိုနေ့မှကျွန်တော်တို့စခန်းကြီးကအမှန်တကယ်တတ်မှာခွာပေးလိုက်တာပဲရှိပါတယ်နော်ခွာပေးလိုက်တာရဲ့ဒါကြောက်မှုမှရှိတဲ့ အဲတောက်ကြီးစကန်းတစ်ခုပေါ့ဗျာအခွာပေးလိုက်တဲ့အေရီးယားရောက်လာတယ်ရောက်လာတဲ့ခါကျတော့မှအဲမှာရေတက်ကရောအပေါ်လေတက်ကရောဒုံးမီနာအပေါ်ကျတော့အေရီးလည်းမနေနိုင်တော့ပြေးတယ်အဲ့တော့အဲ့လိုကြီးရှင်းနေမဲ့အတူတူခွာလိုက်ဆင်းလိုက်တိုက်လိုက်ဒီလိုက်နဲ့ပဲအဲတန်ရလေတော့ဒီနှစ်တွေကြာတဲ့ခါမှာအဲ့မှာရှိတဲ့ပြည်သူတွေစာဝတ်နေကြအမတန်ဒုက္ခရောက်ပါတယ်အဲ့တော့ကျွန်တော်ရခိုင်ပြည်နယ်တစ်ခုကိုကျွန်တော်တောင်ပိုင်းနဲ့ချမ်းမြောက်တက်တက်တတရှင်ပြည်ဒီဘက်ချမ်းကိုထိန်းသိမ်းနိုင်မယ်ဆိုလို့ရှင်လည်းပဲဒါတချို့ ဟိုအေးချမ်းမနေလို့တဲ့ပြည်သူတွေကတတ်တတ်တာရှိမှာပေါ့အဓိကကတက်တော်တောက်ခန့်နဲ့အေးချမ်းမနေလို့တဲ့ပြည်သူတွေကအများနဲ့ဟိုအခုဆိုလို့ရှိရင်ဒါချင်းချောက်ကအတက်ခံနေတာအများဆုံးရှိတယ်အခုရန်ကုန်မှာဆိုလို့ပဲဘုဒ္ဓတဲဦးကိုဒါလုံးကြံလိုက်တာရှိတယ်အဲ့ဒီဘုဒ္ဓကကျွန်တော်နဲ့စုံမှုတယ်အမတန်အေးအမတန်ရင်ကြီးတဲ့ပုံကိုတော်တော်ဝိဒီဒီဒီຢາດູ້ລະຈີແຕ່ຕາມະຈິດາຜິດແຕ່ຕາມະອະຫໍບໍ່ວ່າຕາມະອະຫໍຜິດແຕ່ຕໍ່ຕໍ່ຢູ່ຕິດຊິແດ່ ကျောင်းလိုက်စကားပြောဆိုတဲ့နေမှာဟုတ်တယ်ကြီးလေးဟုတ်ကဲ့ဟုတ်တယ်ကြီးလေးဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဒါမျိုးလေးတွေရှိတယ်အဲဒီမှာတော့တယ်ဒီခူးလေးတွေပါနေတော့ပြောမယ်မဲအဲဒီမှာကအကောင်လုံးကတစ်သေးသေးပဲဆိုဒီပြက်ကြီးတွေလည်းတော့ဒီတိုင်းကျွေကြတယ်တပုံကြီးကအဲ့လမ်းမှာတောက်ကြည့်လိုက်နော်အဲဒါစောလောင်းနဲ့တော့သူတို့လောက်ကြန်တာပေါ့တယ်ဒီခူးတဲ့ချိန်ကိုစောင့်ပြီးလောက်ကြန်တာတော့မဟုတ်ဘူးစောလောင်းတဲ့ချိန်ကိုစောင့်ပြီးလောက်ကြန်တာတော့ရှိတာပေါ့အဲ့ဒီချိန်တော့လည်းကျွန်တော်ပြောပြပါရစေအဲအီအကျန်းဖက်တွေတောင်းကျမ်းတွေတွေကဒီ ပြည်ရဲ့ဒီ AI တိုင်းပြည်ရဲ့ဒီဝင်လာပြီဒီရန်ကုန်ဘက်ကိုရောက်နေပြီလိုင်နာရမှာရှိတယ်ကျွန်တော်ပြောတဲ့ပဟန်းနောက်တိုက်ကြီးတောင်းတကုံနောက်တစ်ခါကျတော့တကုံစိတ်ကန်းဒါကြောင့်နေရာတွေပြောတယ်နောက်မော်ဘီနောက်အဲ့လိုတွေကျွန်တော်ဒါနေရာအချက်ကြလေးပြောကျန်တာကတော့ကျွန်တော်တို့ကတော့အဲ့လောက်ပဲပြောပြလို့ရမယ်ပြောလို့ရတယ် နော်တကယ်လုံးနေတဲ့တကယ်ဝင်နေလားသာစားနေတဲ့တကယ်လုံကြုံရုပ်သေးချက်လောက်မှာတော့ဒါလုံကြုံတောင်းဝင်ရှိသူရဲ့အပိုင်ဖြစ်တယ်ဒါကအဲ့ချိန်တုန်းကလည်းနိုင်ငံဒီမှာရန်ကုန်တိုင်းဝင်ကြတော့အင်းစင်းနေစစ်ဖို့ပါညာတော်တယ်လက်ရှိလှုပ်ဆောင်မှုညာဖြစ်တာကတော့လက်ရှိအဲ့မှာတောင်းဝင်ကြတဲ့ပုံကိုယ်တွေကိုပဲကျွန်တော်တို့ကဒါပြောလို့ရမယ်ထင်တယ်နော်အဲ့ဒါကလည်းတက်ဆိုင်ရာပုံကိုယ်တွေကတော့သူတို့ဒါ လုံဆောင်ချက်ပေါ်မှာပဲမူတည်တာပေါ့ပြီးတော့မှဒါဖမ်းမိတဲ့ခါကျတော့တည်တဲ့လူကတည်သွားပြီတော့ဒါရန်ကုန်ထဲမှာဝင်လာတော့ဘယ်သူမှမလွတ်ပါဘူးဒါတော့တည်တယ်ဒါပေမဲ့ဖမ်းမိတာတပိုင်းပေါ့ဆုံးရှုံးလိုက်ရတာတပိုင်းပေါ့အဲ့လိုမျိုးတမတော်ဘက်ကနေကောမှယက်တည်တဲ့ပုံကိုယ်တွေတော်တော်များများတလို့အသက်အိုးကြီးအသက်ကြီးအိုးအိမ်ကြီးဆုံးတော့ဆုံးရှုံးတာရှိတယ်အဲ့ဒါတွေကိုငဲ့ညာပြီးတော့ကျွန်တော်တို့ပြည့်ပြည့်တသားရှင်းလင်းပေးဖို့လိုအပ်တယ်ဒီပြည့်ပြည့်မဒီတမတော်မာဒီဘုတ်တော့ပါရဲကိုမင်းကဟိုမှာကျွန်တော်ဖိုင်ပို့လိုက်တဲ့အချိန်မှာဒါဟိုနေက ကျွန်တော်မိတိလာမှာဖြစ်တဲ့ဘုံမူတယောက်ရဲ့ဖိုင်ကိုပို့လိုက်တာကျွန်တော်မနေ့ကလည်းကြွားတယ်အဲ့ဒီဘုံမူကဘာဖြစ်လဲဆိုတော့ငါလက်ပြဘုံခွဲလိုက်မှတနေ့တော့မှပြည်သူစစ်အဲဇော်ယူထွန်းတာသူ့ကိုဒါချိတ်ချောက်ပြောဆိုနေတာတဲ့မင်းတို့ကအဲ့လိုတနိုင်ငံတော့ငါတို့စစ်တပ်ကအုပ်ချုပ်နေတာဘာညာဆိုပြီးတော့ပြောတော့မင်းတို့ကအဲ့လိုလူတွေထောက်ကြပြမင်းတို့ကကနွားလေးလားတဲ့မင်းတို့ကကသမင်းမစားလားအုံနောက်မပြေတာလားလို့ဆိုပြီးတော့မေးတာမျိုးတွေရှိတော့ အဲကျွန်တော်တို့ကဒီတက်မြောင်ကဆိုတာပြည်တော်လေးကိုဖွဲ့ပြတက်မှာဒီလိုအရာရှိမျိုးလည်းရှိကောင်းရှိမှာပေါ့ကျွန်တော်တို့ဒီလိုကျွန်တော်တို့အာဘိုအုံနေဖြစ်တာမဟုတ်ထောက်ခံပေးတာမဟုတ်ဘူးပြည်တော်ဘုဒ္ဓကြီးလည်းဒါအုံနေဖြစ်တာနဲ့ဘုဒ္ဓကြီးဆိုလို့ဘုဒ္ဓဆိုလို့ရှိတာကအရန်အေးတဲ့အရန်အုံနေဖြစ်တယ်ဒီဘုံမှုရလည်းရှိကောင်းရှိမှာပေါ့တက်မြောင်မှာဒီလိုသားရှင်ပြီးလိုက် ကောင်းတဲ့ပုံကိုလည်းရှိတယ်မကောင်းတဲ့ပုံကိုလည်းရှိတယ်ဒါလိုမျိုးဆွာတဲ့ပုံကိုလည်းရှိတယ်ဒါလိုမျိုးတချို့ကငြင်းငြင်းမှုရှက်ပြုတ်ငြင်းငြင်းမှုလည်းဒါလည်းရှိတယ်ကျွန်တော်တို့ကဒီတက်တော်သားတဲ့ဒီနာမည်လေးလိုက်ယူထောက်ခံတာမဟုတ်တက်တော်ကြီးတရက်သလုံးကျွန်တော်ထောက်ခံတာဖြစ်တယ်နော်အဲ့အလေးပြလို့ပြောပြမယ်။အဲဒါတဏ္ဍာရလို့တော့အာနာနဲ့တလားဆိုတော့မိမောတို့ကဟိုနေဖြစ်တာပဲမဟုတ်ပါဘူး။ကျွန်တော်တို့ကတောင်းတော်ကြီးတရားလုံးကိုတောက်ခံတာဖြစ်ပါတယ်။နော်။အဲ့တော့အဲ့မှဖြစ်သွားတဲ့ပြဿနာလည်းပဲဒါစိတ်မကောင်းကြပါ။အဲတဏ္ဍာရလုံးကဒါ ဟိုဇော်ယူထုံးပေါ့နော်ပြည်သူစိတ်ကောင်းဆောင်ကိုဒီကငန်းနဲ့ဆွဲတယ်ဆိုတာကဒါကအကျဉ်းချင်းနှိပ်ကွလိုက်တယ်ဆိုတဲ့ပုံစံမျိုးကြီးပုံလွင်နေပါတယ်အဲ့ဒါလေးကိုသက်ဆိုင်ရာလူကြီးမင်းများပြန်လည်ပြီးတော့ဟိုညဟိုညီနန်းနန်းလေးနဲ့အေးကြဖြောင်းလှုပ်ဆောင်ပေးပါလို့ပြောချင်ပါတယ်ဗျအားလုံးကြမ်းပါပါလေး